Belarus သမ္မတနိုင်ငံ Minsk မြို့မှာရှိတဲ့ Minsk International Exhibition Center Pol Expo မှာကျင်းပတဲ့စတုထအကြိမ်ဥရောပအာရှစီးပွားရေးဖိုရမ် EEF 2025ရဲ့မျက်နှာစုံကြီးအစည်းအဝေးကိုနှာစကောက်ကထတက်ရောက်ဆွေးနွေးခဲ့ပါတယ်။စနေ့26ရက်ဒေတာစံတော်ချိန်ညနေပိုင်းမှာကျင်းပတဲ့သရုတ်ထအကြိမ်ဥရောပအာရှစီးပွားရေးဖိုရမ် EEF 2025ကိုဥရောပအာရှစီးပွားရေးပေါင်းစည်းညီညွတ်ရေးမဟာဗျူဟာရလဒ်များနှင့်အလားအလာများ Strategy of the Euro-Asian Economic Integration Outcomes and Prosperous ကောင်းစဉ်နဲ့ကျင်းပတာဖြစ်ပြီး Foreign Go EAEU ရဲ့အလဲကျောက်အကထာဖြစ်တဲ့ Belarus နိုင်ငံ သမ္မတနဲ့အတူ Europa Asia ဈေးဝယ်ရေးသမ္မတက EAEU အဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြတဲ့ Russia Federation နိုင်ငံ သမ္မတ Kazakhstan နိုင်ငံသမ္မတ Kyrgyzstan နိုင်ငံသမ္မတ EAEU Azerbaijan နိုင်ငံဖြစ်တဲ့ဂျူဝါနိုင်ငံသမ္မတဖိတ်ကြားထားတဲ့နိုင်ငံတွေဖြစ်တဲ့ Mongolia နိုင်ငံ UAE နိုင်ငံတို့ကကိုယ်စားလှယ်တွေ NASA ကဥက္ကဋ္ဌနဲ့ နီကာရာဂွာတမရရဲ့အထူးကိုယ်စားလှယ်တို့တက်ရောက်ကြပြီးဥရောပအာရှစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကိုစိတ်ပါဝင်စားတဲ့မိဖက်နိုင်ငံတွေကအစိုးရကိုယ်စားလှယ်တွေအကြီးစားအလက်စားနဲ့အသေးစားစီးပွားရေးလုပ်ငန်းရှင်တွေနိုင်ငံတကာအဖွဲ့အစည်းတွေကကိုယ်စားလှယ်တွေတက်ရောက်ခဲ့ပါတယ်။ Miss International Exhibition Center Bell Expo ကိုတက်ရောက်ကြတဲ့ NASA ကဥက္ကဋ္ဌနဲ့နိုင်ငံအသီးသီးကတက်ရောက်လာတဲ့နိုင်ငံအကြီးအကဲတွေကဘယ်လာရုစ်တမရနိုင်ငံဒုတိယဝန်ကြီးချုပ်ကခီးဦးဂျိုဆိုနှုတ်ဆက်ပါတယ်။အဲနောက်သရုတ်ထအကျဉ်း ဥရောပအာရှစီးပွားရေးဖိုရမ်ရဲ့မျက်နှာစုံကြီးအစည်းအဝေးကိုပါဝင်တက်ရောက်ကြရာဘယ်လာရုစ်နိုင်ငံသမ္မတကတက်ရောက်လာကြတဲ့နိုင်ငံအကြီးအကဲတွေကိုကြိုဆိုနှုတ်ဆက်ခဲ့ပါတယ်။အဲဒီတော့အခမ်းအနားတက်ရောက်လာသူတွေဟာ Plenary Session Hall မှာ နေရာယူကြပြီးဥရောပအာရှစီးပွားရေးပေါင်းစည်းညီညွတ်ရေးမဟာဗျူဟာရလဒ်များနဲ့အလားအလာများခေါင်းစဉ်နဲ့ဆွေးနွေးပွဲကိုကျင်းပပြုလုပ်ရာ EU ရဲ့အလှည့်ကျောက်ဥက္ကဋ္ဌဖြစ်တဲ့ Belarus နိုင်ငံသမရကမေကွန်ပြောပါရယ်အဲ့နောက် EU အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ Armenia, Kazakhstan, Kazakhstan, Russian Federation နိုင်ငံတို့ကနိုင်ငံခေါင်းဆောင်တွေမိဖက်နိုင်ငံဖြစ်တဲ့ကျူဘာနိုင်ငံသမရဥရောပအာရှစီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ဥက္ကဋ္ဌ NASA ကဥက္ကဋ္ဌနဲ့ Nicaragua သမရရဲ့အထူးကိုယ်စားလှယ်တို့ကမေကွန်နေအသီးသီးပြောပါရယ်အခမ်းအနားမှာ NASA ကဥက္ကဋ္ဌကဆွေးနွေးပြောကြားရမှာဥရောပအာရှစီးပွားရေးသမဂ EU ဟာစတင်ဖွဲ့စည်းထူထောင်ခဲ့တဲ့ 2015ခုနှစ်ခရဲကအဖွဲ့ဝင်နိုင်ငံတွေအကြားစီးပွားရေးပိုးပေါင်းဆောင်ရွက်မှုတိုးမြင့်ဆောင်ရွက်နိုင်စေဖို့နဲ့လူနေမှုအဆင့်အတန်းမြင့်တက်နိုင်စေဖို့ရည်ရွယ်ပြီးဖွဲ့စည်းထူထောင်ခဲ့ကြောင်းအဆိုပါရည်ရွယ်ချက်တွေနဲ့အညီအဖွဲ့ဝင်နိုင်ငံတွေလေးလာသူနိုင်ငံတွေဖိတ်ကြားခြင်းခံရတဲ့နိုင်ငံတွေအပါအဝင်နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်တွေပါဝင်တဲ့ဥရောပအာရှစီးပွားရေးဖိုရမ် EEF ကိုကျင်းပခဲ့တာဟာအခုတကြိမ်နဲ့ဆိုပါကသတို့ထအကြိမ်မြောက်ရှိပြီဖြစ်ကြောင်းပြောပါရယ်အခုဖိုရမ်တွေနိုင်ငံတကာအဖွဲ့အစည်းတွေနိုင်ငံတွေနဲ့ ပိုးပေါင်းဆောင်ရွက်မှုတွေကနေတဆင့်ဥရောပအာရှစီးပွားရေးတမကအေးအေးယူအနေနဲ့ပြောင်းလဲနေတဲ့ကမ္ဘာပတ်ဝန်းကျင်နဲ့အညီနိုင်ငံတကာအခမ်းကဏ္ဍမြင့်တင်ရေးတယ်ယူပို့ဆောင်ရေးနဲ့စွန့်ရင်ကဏ္ဍပလက်ဖောင်းတစ်ခုပေါ်ထွက်လာစေရေးအပြည့်ပြည့်ဆိုင်ရာငွေပေးချေမှုစနစ်မြင့်တင်ရေးလွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်များပေါ်ထွက်လာရေး ဖွံ့ဖြိုးမှုကဏ္ဍအသေးသေးမှာရင်းနှီးမြှုပ်နှံမှုလွယ်ကူချုံးမွေစေရင်ငွေကြေးဆိုင်ရာအထောက်အကူပြုနည်းလမ်းများတိုးတက်လာစေရေတို့ကိုတိုးတက်အကောင့်ထဲဖွင့်နိုင်ခဲ့တာကိုတွေ့ရကြောင်းပြောပါရယ်မိမိတို့အနေနဲ့ဖွံ့ဖြိုးတိုးတက်တဲ့လူအဖွဲ့အစည်းတရက်တိစောက်ရာမှာပေါင်းစည်းညီညွတ်မှုရှိတဲ့ဒေတာရင်းအဖွဲ့အစည်းတခုကိုအပြန်လည်လေးစားမှုနဲ့တိစောက်သွားဖို့လိုအပ်ကြောင်း EAEU ရဲ့အခြေခံမှုတွေမှာအဖွဲ့ဝင်နိုင်ငံတွေရဲ့အချုပ်အခြာအာဏာတူညီမှုနဲ့နယ်နိမိတ်တည်တံ့မှုတို့အပါအဝင်အပြည့်အစုံဆိုင်ရာဥပဒေကိုလေးစားလိုက်နာတာ အမျိုးသားအကျိုးစီးပွားကိုလေးစားတာတွေဟာကမ္ဘာမှာလက်တွေ့လိုအပ်နေတဲ့အရာတွေပဲဖြစ်ကြောင်းဒီနေ့ကမ္ဘာမှာအင်အားကြီးနိုင်ငံတွေကနိုင်ငံငယ်တွေအပေါ်နိုင်ငံရေးစီးပွားရေးအရာဖိအားပေးမှုတွေပိတ်ဆို့မှုတွေဟာကမ္ဘာနိုင်ငံတွေရဲ့အခြေခံမှုတွေကိုချိုးဖောက်နေတာပဲဖြစ်ကြောင်းကမ္ဘာနိုင်ငံအသီးသီးမှာရှိသင့်ရှိထိုက်တဲ့ကောင်းမွန်တဲ့အခြေခံမှုတွေကိုအလေးထားပြီးကမ္ဘာနိုင်ငံတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုအကောင့်ထည့်ဖော်နေတဲ့ဥရောပအာရှစီးပွားရေးသမဂ္ဂ EAEU ရဲ့လှုပ်ဆောင်ချက်တွေအောင်မြင်မှုတွေအတွက်မြန်မာနိုင်ငံအနေနဲ့ ုံယူဝမ်းမြောက်ထောက်ခံကြောင်းပြောကြားလိုကြောင်း၎င်းကပြောပါရယ်မြန်မာနိုင်ငံအနေနဲ့ EAEU ရဲ့လှုပ်ဆောင်ချက်တွေအောင်မြင်မှုတွေကိုအလေးထားစိတ်ဝင်စားသလိုပူးပေါင်းဆောင်ရွက်မှုတွေကိုလည်းတိုးမြင့်ဆောင်ရွက်သွားမှာဖြစ်ကြောင်းအဲ့လိုဆောင်ရွက်နိုင်ရတဲ့အတွက်လည်းအဆွေတော်သဘာဝတိကြီးနဲ့ဖွင့်ဝင်နိုင်ငံတွေဥရောပအာရှစီးပွားရေးကောင်စီယုံကြုံတို့ကဆောင်ရွက်ပေးမယ်လို့လည်းမျှော်လင့်ကြောင်း အခုဇရုတ်တအချိန်မြောက်ဖိုရမ်မှာဖိုရမ်ရဲ့ခေါင်းစဉ်ဖြစ်တဲ့ဥရောပအာရှစီးပွားရေးပေါင်းစည်းညီညွတ်ရေးမဟာဗျူဟာရလက်များနဲ့အလားအလာများဟာအချိန်အခါနဲ့ကိုက်ညီတဲ့ခေါင်းစဉ်ဖြစ်ကြောင်းပြောကြားလိုကြောင်းဘယ်လာရုစ်သမ္မတကြီးရဲ့ခေါင်းဆောင်မှုအောက်မှာဇရုတ်တအချိန်မြောက်ဥရောပအာရှစီးပွားရေးဖိုရမ်ဟာနိုင်ငံတွေအချင်းချင်းအပြည့်အလံယုံကြည်မှုချစ်ကြည်ရင်းနှီးမှုနဲ့ပူးပေါင်းဆောင်ရွက်မှုစတဲ့ရလက်ကောင်းတွေရရှိစေမှာကိုအပြည့်အဝယုံကြည်ကြောင်း၎င်းကပြောပါရယ်